ားလုံးပဲမင်္ဂလာပါဒီအစီအစဉ်လေးထဲမှာတော့ကျွန်တော်ရဲ့ channel ကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကိုရန်ကုန်မြို့နန္ဒမိတ်တွင်မှတည်ရှိတဲ့ရှုခင်းတွေအရန်လာပြီးအရန်ကို romantic ဆန်တဲ့နေရာလေးတစ်ခုကိုခေါ်သွားပြချင်ပါတယ်ကဲအားလုံးပဲကျွန်တော်နဲ့အတူတူလိုက်ပါပြီးတော့လှပတဲ့ရှုခင်းအလှပတွေကိုကြည့်ရှုခံစားကြဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ CFN ကိုလာမဲ့သူတွေအနေနဲ့ရန်ကုန်မြို့ထဲကနေလာမယ်ဆိုရင်ထောက်ကျန်လှဲကူပြည့်စွဲတဲ့ကားလိုင်းဖြစ်တဲ့ YBS တရားခွန်ရင်လိုင်းကိုစီးလာပြီးထောက်ကျန်စစ်တင်ကြိုင်းနာကလမ်းတင်မှတ်တိုင်မှာဆင်းရမှာဖြစ်ပါတယ်။လမ်းတင်မှတ်တိုင်ကနေ TFN ကိုဆိုင်ကယ်ကယ်ရီတွေပြည့်စွဲပြီးဆိုင်ကယ်တစ်စီးကို3000ပေးရပါတယ်။ TFN ဟာကျိလက်တဘာဝပုံစံပုံဖော်ဖန်တီးထားတဲ့အပန်းဖြစ်နေရတခုလည်းဖြစ်ပါတယ်။အထဲကိုဝင်လိုက်တာနဲ့ပုံဆိုင်နေတဲ့တစ်ပင်ပတ်မင့်တွေကိုအရင်ဆုံးတွေ့မြင်လိုက်ရမှာဖြစ်ပြီး ဘေးဝယ်ရာတစ်ဖက်တစ်ချက်မှာတော့မိသားစုလိုက်အပန်းဖြစ်အနားယူနိုင်တဲ့ဘင်္ဂလိုလေးတွေတဲလေးတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ရောက်တဲ့အချိန်ကနေ့လယ်ခင်းအချိန်ဖြစ်တာကြောင့်ခဏတစ်ပြုတ်နားကြပြီးနေ့လယ်သာစားခဲ့ကြပါတယ်တီယန်ဖန်ရဲ့စားတော့ဆရာမန်နျူတွေထဲမှာနာမည်ကျော်မန်နျူတစ်ခုရှိပါတယ်အဲ့ဒါကတော့တီယန်ဖန်ရဲ့ဖတ်ထမင်းပဲဖြစ်ပါတယ်ဖတ်ထမင်းထဲမှာထမင်းဖြူပူပူနွဲ့နွဲ့ချင်းပေါင်းကျော်နဲ့မာယူမသာချက်ချင်းကျော်ပေးတဲ့မြမကြက်ကျော်ကျွတ်ကျွတ်လေးတွေလည်းပါဝင်ပါတယ်စားလိုက်တဲ့အခါမှာ ချင်းမောင်ကျော်အရသာကလည်းတကယ့်ကိုအရသာရှိပြီးကြွရွံ့နေတဲ့ကြက်ကြုံနဲ့တွက်ဖက်စားရတာတကယ့်ကိုလိုက်ဖက်လွန်လာပါတယ်ပထမရဲ့ဈေးနှုန်းကတော့တပွဲကို9500ကျပ်သာကျတင်ပါတယ်ခင်ဗျာဒါပြင်ခြေလက်ဆန်တဲ့ရှုခင်းအလှတွေကိုခန်းစားရင်ခြံထွက်တဘာဝနွားနို့ဆစ်ဆစ်နဲ့ပြုတ်လောက်ထားတဲ့ဒိန်ညင်နွားနို့ရေကမုတ်တွေအပြင်တခြားနို့ထွက်ပစ္စည်းတွေကိုလည်းမှာယူစားသုံးနိုင်ပါတယ်ဈေးနှုန်းကတော့ပြင်ပဈေးနှုန်းတွေနဲ့တိတ်မကွာတဲ့အပြင်စားတော့ရတာကလည်းတကယ့်ကိုအရသာကောင်းပါတယ်ကဲနေ့လည်စားလည်းစားပြီးပြီဆိုတော့ TFI ရဲ့ကြည်လက်မြင်ကွင်းတဘာဝအလှပတွေကိုတွားပြီးတော့လေးလာကြည့်ရှုခန်းစားလိုက်ကြရအောင်လိုက်ခဲ့ကြပါဦးခင်ဗျာကျေးလက်လေတော့ပုံစံဖန်တီးထားတဲ့တီယန်ဖန်ဟာ တကယ့်ကိုစိတ်ကူးကောင်းကောင်းနဲ့ဖန်တီးထားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။အထဲကိုဝင်လိုက်တာနဲ့ကျေးလက်ဆန်တဲ့အငွေသက်တွေရိုမန်တစ်ဆန်ဆန်ရှုခင်းအလှတွေကိုလည်းခံစားရရှိစေနိုင်ပါတယ်။ပီယန်ဖန်ရဲ့အလှဆုံးနေရာကိုပြပါဆိုရင်ကျွန်တော်ကတော့ဒလက်ကြီးတွေနဲ့တိစောက်ထားတဲ့မေးလ်ပုံစံအဖြူရောင်အဆောက်အဦးကိုပဲညွှန်ပြရမှာဖြစ်ပါတယ်။မနက်ခင်းစောစောနဲ့ညနေနေဝင်ချိန်လေးတွေမှာဆိုရင်အဲ့ဒီနေရာလေးမှာတပ်ပုံရိုက်ရတာတကယ့်ကိုလှပါတယ်။ပြီးတော့သူ့ရဲ့ရှေ့မှာရှိတဲ့တက်သားတကားလေးကနေလမ်းလျှောက်သွားပြီးတော့ ထွေရောင်အစာဦးနောက်ခံတဲ့ဓာတ်ပုံရိုက်မယ်ဆိုရင်တကယ်ကိုပဲကန်ရီဆန်ဆန်လှပတဲ့ဓာတ်ပုံတွေကိုဖန်တီးနိုင်မှာဖြစ်ပါတယ် ATM ဖိုင်ရဲ့တစ်ဖက်မှာတော့တစ်တောအုပ်လေးဆိုတဲ့နေရာရှိပါတယ်။အဲ့ဒီနေရာမှာတော့လှပတဲ့ယူကလစ်ပင်ကြီးတွေကိုစိုက်ပျိုးထားတဲ့အတွက်တစ်တောငယ်လေးတစ်ခုတည်းကိုရောက်ရှိသွားသလိုခံစားရစေပါတယ်။တနင်္ဂနွေပိတ်ရက်မျိုးတွေမှာဆိုရင်အဲ့ဒီတစ်တောအုပ်နေရာလေးမှာဖော်ပြပွဲတွေလည်းကျင်းပပြုလုပ်လို့ရှိပါတယ်။ ားလုံးပဲမိလာပါဒီနေ့ကျွန်တော်တို့အဖွဲ့တွေကမရည်ရွယ်ပဲနဲ့ပေါ့နော်ဒါတီယန်ဖန်ကိုလာကြတာမနေ့ပိုင်းအဲကျွန်တော်ရောက်တဲ့အချိန်က17နာရီရော17နာရီဝန်းကျင်ဆိုတာနေတော်တော်ပူနေပေါ့နော်တီယန်ဖန်ကတကယ်လှတယ်သူကသူလှတဲ့အချိန်ကမနေ့ကင်းစောစောနဲ့မနေ့ကင်းစောစောအချိန်နဲ့ပေါ့နော်ညနေပိုင်းနေဝင်ရောအချိန်ကြီးအရန်လှတယ်ကဲရိုမန်တစ်ဆန်ဆန်လှတာဒီတီယန်ဖန် အဲ့ကျွန်တော်တို့ကဒီနေ့ရောက်တာကမနက်ခင်းဆော့ဆော့တော့မရောက်ဘူးတော့ကျွန်တော်ရောက်တဲ့အချိန်က7နာရီကျော်7နာရီမှရောက်တာဆိုတော့ဒါနေတော်ပူနေတဲ့အချိန်ဖြစ်နေတာပေါ့နော်ဒါပေမဲ့လှပါတယ်နေပူနေလဲသူကသူ့နဲ့သူလှဟုတ်လားဒါပေမဲ့ညနေပိုင်းအချိန်ကပူလှအဲ့တော့ဒီကိုလာမယ်ဆိုလို့ရှိရင်တပုတ်လေးလှလှလေးရက်ချင်တယ်ဆိုရင်မနက်ခင်းဆော့ဆော့လေးနဲ့ဒီညနေပိုင်းနေဝင်ရောအချိန်လေးကိုအရောက်လာပြီးရိုက်ကြပါလို့အကြံပြုချင်ပါတယ်နော်ကြည့်ကျွန်တော်တို့ဟိုဘက်ကိုဆက်သွားကြအောင် DM fan ဟာတခြား resort တွေမျိုးပျော်ပါးပါးနဲ့ join လို့ရတယ် activities မျိုးတွေတော့မရှိပါဘူးဒါပေမဲ့လေစီးခြင်းနဲ့ဆိုရင်တော့ပျော်ပျော်ပါးပါးလေလောလို့ရနိုင်ပါတယ်ဒါအပြင် organic site ခင်းနဲ့လူစားနွားမွေးမြူရေးခြင်းအစရှိတဲ့စိုက်ပျိုးမွေးမြူရေးနဲ့တက်ဆိုင်တဲ့လိလာစရာနေရာတွေလည်းရှိပါသေးတယ် DM fan ကိုလာလေတဲ့အခါကိုယ်အဖွဲလိုက်တီးတဲ့အနာယူခြင်းနဲ့လူတွေအတွက်လည်းဘင်္ဂလိုလေးတွေနဲ့တီးတဲ့တဲလေးတွေကိုငှားရမ်းနိုင်ပါတယ်တဲလေးတွေကိုလည်းငပလီငွေဆောင်ချောင်းတာနဲ့ ရိုးရအင်းလေးအိမ်ဆိုပြီးချစ်စရာနာမည်လေးတွေပေးထားပါသေးတယ် ီလိုနဲ့ညနေဆောင်နေညိုချိန်ကိုရောက်လာတဲ့အခါမှာတော့တီယန်ဖန်းရဲ့ရှုခင်းအလှကတစားတဲ့တစားပို့ပြီးတော့ရှုမကြီးစရာကောင်းလာပါတော့တယ်။နေညိုချင်းတိမ်တောက်နေတဲ့ကောင်းကင်ရဲ့အယောင်နဲ့ထစ်သားတရားဘော်ကနေမြင်နေရတယ်။ရှုခင်းရဲ့အလှကတကယ့်ကိုလိုက်ဖက်နေပါတော့တယ်။ညနေနေဆောင်ချိန်နဲ့ရောက်ပြီဆိုတော့အလှတပ်ပုံရိုက်တဲ့သူတွေလည်းများလာပြီးစီစီကားကားနဲ့တကယ့်ကိုပျော်စရာလည်းကောင်းပါလား။ မိတ်ဆွေများခင်ဗျာအခုလိုအချိန်မှာခရီးဝေးတွေသွားဖို့အဆင်မပြေတဲ့သူတွေအတွက်ရန်ကုန်မြို့နဲ့အနီးဆုံးနေရာလည်းဖြစ်လော်လဲကူကူ WiFi ရဲ့ CB သွားလို့ရတဲ့တီယန်ဖန်ဟာကုန်ကြစရိတ်လည်းတိတ်မများတဲ့အပြင်မိသားစုလိုက်ဖြစ်ဖြစ်တငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်တွားရောက်လည်ပတ်ဖို့အသင့်တော်ဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်မွန်းချက်တဲ့မြို့ပြလူနေမှုစနစ်ကနေခက်တက်ခဏရုံထွက်လူသူတွေအတွက်ကျေးလက်တဘာဝအငွေ့သက်တွေနဲ့လွှမ်းခြုံလာတဲ့ TFN Row House ကစိတ်ကျေနပ်မှုပေးဆွနိုင်လိမ့်မယ်လို့ထင်မိပါတယ်အားလုံးပဲ ဒီ vlog လေးကိုကြည့်ပြီးတော့စိတ်ကြည်နူအပန်းပြေကြလိမ့်မယ်လို့ယုံကြည်မိပါတယ်။မိတ်ဆွေများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာပြီးဘေးရန်ကင်းရှင်းကြပါစေခင်ဗျာ။